ဆရာကြီးဇေယရဲ့မြမမြက်ပွင့်စာတလိဆိုတာလေးကိုဖတ်ပြချင်ပါတယ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့။ဆရာကြီးနဲ့သက်ဆိုင်သူများအလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်။တောင်စမုတ်ကထောင်ထုပ်သူဒီတယောက်ကောင်းဖို့ရမှုသူတယောက်မှာ ပြန့်လင်ကားတာဓမ္မရာဒီစာချီသောအနန္တသူရိယအမတ်ကြီးမြက်ဖြေလင်ကားမှာမြမစာပေသမိုင်းတွင်အစွားဆုံးဖြစ်သည်ဟု ဆိုသည်သာမကား ။စာစုံတို့ဤစုတို့တရားဖြစ်လဲအထူးခြားမှတ်သားဖွင့်ရာလင်္ကာတဘုတ်ဖြစ်ပေသည်။ထိုလင်္ကာကိုအနန္တဒုရိယမတ်ကြီးသည်လူသက်ပကွက်တို့၏လက်၌တရားအံဆဲဆဲတွင်ဆက်ဆူခဲ့သည်။မတ်ကြီးကတည်း၏သို့သော ထိုလင်္ကာအတွက်ထိုခေတ်ကမင်းပြင်းမင်းတန်ရတော်သူတို့တက်တာရရရှိချလေသည်။နာနောမင်းရင်ရတဲ့အင်ခအထင်းတော်သားအနန္တဒုရိယကိုလည်းဖန်းကတက်လေဟု သူတက်တူအားအဲ့လေအနန္တဒုရိယလည်းရဲရင်တည်ကြည်သောနှလုံးရှိသည်ဖြစ်၍ တန့်အံ့မှုမှုတွင်ဇာလင်္ကာလေးပိုက်ကိုဆိုရွေမင်းကြီးအားဆက်ပါဟုအပ်ခဲ့သည်သူတက်တို့လည်းတက်ပြီးမှမင်းကြီးအားစာကိုဆက်လေဤစာလေးပိုက်ကိုဖတ်စီ၍ကြားတော်မူလင်လွတ်စေဟုမိန့်တော်မူ၏သူတက်တို့လည်းလွန်ခဲ့ပြီဟုနားတော်ရှာပြီမင်းကြီးလည်းနင်တို့မသက်ခင်ကဤစာကိုဆက်ကောင်းလျက်တက်ပြီးမှဆက်သည်ဟု၍သူတက်တို့ကိုမျက်ပြန်လေသည်မင်းကြီးလည်းစာကိုကြားတော်မူသည်ကပင် တအောင်မေမေတဆိုင်မမေနောင်တကြီးစွာ ဖြစ်တော်မူ၏ထိုမှဆ၍အမျက်တော်ကိုချုပ်ယုပ်စီးကြတော်မူ၍နောက်နောက်ငါအမျက်တော်ရှိ၍တက်လေဟု အမိန်တော်ရှိတော်လဲတလလေးတရင်ထားပြီးစစ်ကြော၍တေတမ်းမှသေးစေမသေးတန်တာသူကိုလွတ်စေဟု မင်းဆွေဆိုမျိုးဖြစ်သောမဟာသမန်ကိုမိန်တော်ရှိ၏ဟု၍မှန်တမ်းရာဆွေတော်ကြီး၌မော်ကွန်းတင်ထားသည်နန္ဒသူရိယာမကြီးသည်ဤစားအတွက် တဘာစာဆိုတို့ကဲ့သို့စုလက်ရာတို့ထဏန္တရကမယတေပွဲတာဝင်ခဲ့ရ၏သို့သောဤလင်္ကာအတွက်ရရှိသောစုက ကြီးမားလာ၏ဒေါသမာနနှင့်အမျက်အလွန်ပြင်းထန်လာသောမင်းအားအမျက်ဒေါသတခါရဲကြဆင်းယဉ်ကျေးသွားအောင်ဆုံးမနိုင်ခဲ့၏၎င်း၏နောက်မင်းမျက်၍ရာဇွဲ့တင့်သူတို့မှလည်းမသည်မှန်သည်မဟုအယူခံမရှိတချက်တည်းတည်ရမည်ပေးမှလွတ်မြောက်ကြ၏စုတော်ငွေကလေးကလာထက်အဖို့တန်လာသည်ကြီးလာစွာသော အဘိယဒါနာကုသိုလ်ကြီးဖြစ်သည်ဤလင်္ကာအတွက်အနန္တဒုရိယရရှိသောစုကလောက၌အကြီးတကအကြီးဆုံးဖြစ်၏အင်းဝဒုတိယခေညောင်ရမ်းဆယ်ဆက်တွင်တတိယဖြစ်၍တက်ဂရိ962ခုနှင့်နန်းတက်သောအခါတာလွန်မင်းတရားကြီးလက်ထက်ရှင်ကဝိကဘုံတော်ကြီးဖွဲ့ဆိုသောနန်းပွင့်ရထုသုံးပုံမှလည်းရှင်မင်းကိုလူဖျားဟုထူးခြားစွာဖွဲ့ချီထားခြင်းကြောင့်စာပေသမိုင်း၌ထင်ရှားသောရထုတစ်စုံဖြစ်ပေသည် တက်ထွန်းလျံဝါစကြည့်သောပထမပိုင်း၌ရန်စင်နင်းနှိတ်မင်းဝင်ထိတ်ဝဲဆက်ရိတ်ဖြန့်လွားလူဖျားလင်လေးပါးတကူနေတိုင်းတိုး၍ဟူ၍၎င်းခွန်ပို့ဆက်သွင်းပြီးတော်မင်းတို့ဥကင်းထိတ်ချစင်တစားဟု ထွေရာထူဆန်းမတောင်းချမ်းသည့်လေးကျုံဆိုးသည့်မန္တတ်တင့်သို့ရှင်ပင့်သာသနာဝင်ချောင်းရှာသည်တရားမင်းများသခင်တော်ဟူ၍၎င်းရှင်ပြည်ဘုံကုံကိုချီးကျူး၍ဆိုသည် ဗတ်ညွန်ဆန်ရာခြေဒုတိယပိုက်တွင် ရှင်ပြီးနန်းတော်ကိုတကြမီဝေဇယန္တာပြတ်တန်းနှင့်နှိုင်းခမ်း၍ဆိုသည်ထက်ဝန်းရန်ကားခြေတော်တတိယပိုက်တွင်ရှင်ပြီးမင်းခမ်းမင်းနာကိုတကြမီနတ်ပရိသတ်နှင့်ခိုင်းနှိုင်း၍ဆိုလေသည်ဤရူပိုင်စုံကိုသာလုံးမင်းတရားကြီးအလွန်နှစ်တန်မြတ်လို့လာသည်ဖြင့်ရွှေကြည်တောင်းနှင့်တွေ့၍ဥခေါင်းရင်းတွင်အမြဲထားတော်မူသည်ဟုဆိုလေသည် ရှင်ထွေးနာသိင်ဆိုသောနတော်ဆန်း၍လျံထုံးရာဝါဒုတိယလင်းအစရှိသော အင်းဝမြို့တော်တန်ကျင်ရတုပိုက်ဆုံမှာလည်းဘရင်မြန်တို့ချင်းကိုခံရပေသည် ရှင်ထွေးနာသိမ်မှာတက်ကရေ163ခုနန်းတက်တော်မူသောအင်းဝရွှေနန်းကြော့ရှင်လက်ထက် နောင်တော်မာတရသူရထံတွင်ထမ်းရွက်နေရမှတောင်ငူတို့ထွက်ပြေးရလေသည်တောင်ငူတွင်ခိုလုံနေထိုင်ရာတွင်အင်းဝနေပြည်တော်ကိုလွမ်းတာတာဖြင့်နတ်တော်ဆန်း၍လျံထုံးရောင်ဝါဒုရိယလင်အဝမပူအဖြူအနီစုံစီချဲလွင်ဖြင့်ထက်တွင်၌နေဝင်မြင်သည့်ရွှေဝပြည်က စီရီပတ်ချုပ်မိုင်းအုပ်ပြပြပုံညတောင်စီ ရီလက်မလင်းပဝင်းအုံမိုင်းသကိုင်းတစ်ဖက်တန်လျက်ပေါ်ထွန်းကျွန်းများတန်ခွန်နန်းပိမ့်မန်းမလေသွန်းပြီးလှဲ့လိန်တကားစသည်ဖြင့်တည်ဆိုလေသည်အီရရုကိုရှင်ထွေးနာသိမ့်သည်မိမိဖာသာရေးဆက်ပြီးနောက်အသက်ရှိစဉ်တွင် မြို့သူအားမှပြတာဟန်မရှိချေတာငိုတွင်ကွယ်လွန်နှိမ့်စာရောက်၍မြို့ရီမင်းတရားမင်းကြီးညိုကိုယ်တိုင်လာရောက်ကြည့်ရှုမှခေါင်းအောက်မှတွေ့ရသည်ဟုအမှတ်သာရှိလေသည် ထိုစာဆိုပညာရှိအမည်ကို ရှင်ထွေးနာသိန်ဟုအချို့ရှိ၎င်းပုဂ္ဂိုလ်မှာနားငယ်သည်ကိုအစွဲပြု၍နားသိန်ဟုခေါ်တွင်ခြင်းဖြစ်သည်ထို့ကြောင့်နာတဲ့ဟုမြေးတဲ့နာတဲ့ဟုသာရေးတဲ့ကြောင်းနဲ့ပကံဝင်တော့မင်းဥတည်မှတ်ချက်တရက်ကိုလည်းတွေ့ရဘူးပဲဒီမင်္ဂလာမန်တိုင်းလေးရောင်ဆိုင်တဲ့မပြိုင်ဆန်ရာ ဝေယံတာဝဲဒေဝယံဝန်းနတ်ကြငန်းတို့ ရွှေနန်းတနင်မင်းများသခင်ဘရင်ကောင်ပြစောတရား၏တဲကြပွင့်ညွတ်ရဲဖုံတန့်လင်အစာချီသောမင်းရဲ့တိတ်ပါအေဂျင်မှာမြမစာပေတမိုင်းအေဂျင်ဟောင်းဆက်နဆောင်အပါအဝင်ဖြစ်သည့်အပြင်နောက်နောက်သောပညာရှိတို့အထူးလေးစားရသောအေဂျင်လည်းဖြစ်ပေသည်ဒေါ်အင်းကျေးကိုဆိုသူလက်ဆောင်ယူမှု ရှင်တန်ကိုမှအေဂျင်ဘွဲ့ကမင်းရဲ့တိတ်ပါအထွတ်မြတ်သူရောက်သည့်ချိန်တွင်ကောင်းစားပုံရတော့လေ၎င်း၏ခမည်းတော်နောက်ဖက်လွန်မင်းတရားလက်ထက်တွင်မူကား တာလွတ်ထွတ်တင်စားကြည့်တော့ယရုပိုက်စုံကိုရေးသားဆက်ရနိုင်ဆုလက်တော်မရပဲအမျက်ရှာတော်မူခြင်းမြင်ခံခဲ့ရဘူးသည်ဟုဆိုလေသည်တို့တော့ထိုမိရဲ့ဒိဗ္ဗအေးချင်းကိုအကြောင်းပြု၍နှစင်ကူမင်းရွှေနေသောဒွင်းအေးချင်းကိုရေးသားသောဥဖြောင်မှမူကားဆုတော်လက်တော်များနှင့်သူကောင်းပြုခြင်းကိုအထူးခံရလေသည်ဥဖြောင်မှစင်ပြူရှင်မင်းတရားလက်ထက်သားတော်ငှစင်ကူထံတွင်ထမ်းရွက်နေစဉ်ရှင်တန်ကိုရေးသောမိရဲ့ဒိဗ္ဗအေးချင်းကောင်းချောင်း ချီတူပြောဆိုလေရဥဖျော်ကမင်္ဂလာချက်ဝေအစချီတော့နှစင်ကူမင်းရွှေနေတော်သွင်းအေးချင်းကိုစီကုံးဆက်သွင်းလေသည်နှစ်သက်အားရတော်မူ၍မင်းရစာပွဲနှင့်ပလိရွာကိုအစာကံကြွေပေးသနာခြင်းခံရသည်ထို့နောက်ဘိုးတော်မင်းတရားလက်ထက်တော်တွင်ကြောက်ရင်မျိုးတောင်သားမျိုးများကိုထပ်ဆင့်အတနာခံရသည့်အပြင်ဟူရောင်းညူဘက်တိရိပန်နေဘွဲ့များကိုလည်းခံယူရလေသည်၎င်းအေးချင်းမှာတက်ကြွေတထောင်ကျော်မှရေးသားသောအေးချင်းဖြစ်၍ အေဂျင်ဟောင်းဆက်နက်ဆောင်တွေမပါဝင်တော့လဲပညာရှိတို့အလွန်နှစ်သက်ပြန့်လို့လာတော့ကြောင်းဒီဘောမင်းတရားလက်ထက်တော်အထိယခုထိမြန်မာပညာရှိလက်သုံးမူကြီးတစ်ဆောင်ဖြစ်ရနေပေသည်မင်းရဒိဗအေဂျင်မှာငစင်ကူမင်းရွှေနေတော်အတွင်းအေဂျင်ကမူပြုတ်ခဲ့ရအောင်ကောင်းတော်လဲစာဆိုသူရှင်တန်ကိုမှထင်ပေါ်ကျော်စောခြင်းမရှိလာခြင်းဥပျော်ဤအေဂျင်မှမူကားစာခံငစင်ကူမင်းနာမည်ပြောက်၍ပြိဿအေဂျင်ဟုစာဆိုဤအမည်ထင်ပေါ်လျက်ရှိလေသည် ရှေးစာဆိုတော်တို့တွင်မင်းဤစုတော်လက်တော်ကိုအများဆုံးရသူကိုရှာလင်စာဆိုတော်ဦးမင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။စာဆိုတော်ဦးမင်းမှာရွှေတော်မြို့နမယံရွာဇာတိဖြစ်လေသည်။ဘိုးတော်မင်းတရားလက်ထက်တွင်အမရပူရာနေပြည်တော်သို့တက်ရောက်၍သားတော် အသိမင်းထံတွင်စာဆိုတော်ရာဖြင့်ထမ်းရွက်ရာ1185ခုအသက်39ခုနှစ်တွင်ပသိမ်းမျိုးဟိုင်းကြီးကျွန်းစားကွန်ကိုစားရလေသည်။ဗာကြီးတော်လက်ထက်ဘင်းစာဆိုတော်ဖြစ်ဖြင့်ထိုစဉ်ကကြော်ကြသောစာဆိုမောင်ရေးမောင်တလုံးမောင်ဤမောင်အုံးတို့နှင့်အတူထမ်းရွက်ရာနေအိမ်စုတော်ရသည်။ရင်းနောက်တွင်စကိုင်းမင်းလက်ထက်တွင်စကိုင်းမျိုးစံနန်းတော်၌ဘုံတော်ဝဲကိုဆက်ရငွေတော်300ပေးသနာခြင်းခံခဲ့ရသည်။ ကျောင်းမြောင်မြို့မှပြည်ကြီးမွန်ဖောင်တော်နှင့်အမရပူရာမြို့သို့ဝင်တော်မူရာဘုံတော်ဘွဲ့လေးကျိုးကြီးတပုတ်ကိုဆက်ပြန်ရာငွေတော်300နှင့်လေလောက်တစ်စင်းရရှိလေသည်အမရပူရာမြို့ရွှေနန်းတော်ကြီးကိုမသိမ့်မီဗက်မနှုံးသာဘူးအစချီသောဘုံတော်ဘွဲ့လေးကျိုးကြီးကိုဆက်သွင်းသည်တွင်မင်းထင်တက်ရှိဘွဲ့နှင့်စဘာတထောင်ထွက်သောရွှေနန်းရိုးလမိုင်းလေတော်ပယ်90စုပေးခြင်းခံရလေသည်ထို့နောက်ရန်ကုန်ဥက္ကလာပါမြို့သို့ထွက်တော်မူရာတွင်ဘုံတော်ဘွဲ့လေးကျိုးကြီးတပုတ်အတွက် လေလောင်းတစ်စင်းနဲ့ငွေတော်300ဥက္ကလာပါမျိုးမှနေပြီးတော်သူအပြန်တာယာဝရီမျိုးတွင်ဘုံတော်ပွဲတပုတ်ထက်မှန်ဆက်သွင်းရာငွေတော်300ထက်မှန်အတနာတော်ခံရလေသည်၎င်းနောက်နေပြီးတော်ရေပွဲတစ်ပင်၌ဘုံတော်ပွဲတပုတ်ကိုဆက်သွင်းရာတွင်လည်းငွေတော်300ရရှိပြန်လေသည်ဥမင်းတသက်တွင်လေးကြိုးကြီးတပုတ်ငွေတော်300စီအမြင့်မပြတ်ရရှိနေတဲ့ကဲ့သို့ဖြစ်လေသည်ထိုခေတ်ကငွေ300မှာ ယခုခေတ်ငွေ3000လောက်တန်ဖိုးရှိတဲ့ပြင်ဥမင်းမှာစာစုံမှုနေပင်တတိကြီးတယောက်လောက်ဖြစ်နိုင်နေလေသည်ဤသို့တပုတ်300ရရှိနေသည်မှာဥမင်းသည်ရှင်ဖြင့်အကြိုက်မြောက်ပင်ရေးသားခြင်းကြောင့်ဖြစ်သည်ဟုဆိုပါရရှိပေသည်သို့သောဥမင်းအားထုံးမြချင်းမြင့်ခြင်းခံရသည်မှာအမြောက်ပင်ကောင်းခြင်းအတွက်တက်တက်သာမဟုတ်ပဲပဂရိပင်ကြီးကျူးအပ်သောစာစုံပညာရှိကြီးတပါးလည်းဖြစ်ခြင်းကြောင့်ဖြစ်ပေသည်ဥမင်းသည်ဆိုခဲ့သောဘုံတော်ဘွဲ့များမှအပ တောဝဲတောင်ဝဲရာသီဝဲစသောလေးတို့ကြီးများကိုခြေလင်းထုံမြသောစုမျိုးကိုဗဂရီတက်တဲ့အမြောက်ပင်အဖက်မခံဘဲပင်ခံယူထိုက်ကြောင်းထင်ရှားပေသည်မြမမင်းများလက်ထက်တွင်နောက်ဆုံးစာတပုတ်ငွေတထောင်ရသူမှာဒီဘောမင်းတရားလက်ထက်နားကန်တော်ဝေါ်ကြီးမှုဥချုံဖြစ်လေသည်ဒီဘောမင်းလက်ထက်တွင်မင်းမိဖုရားနှစ်ပါးသည်နဲတော်မှာတပါးချားသူအသွာလာအထူးနှဲပါလေသည်တချိန်တွင်မူကားမင်းမိဖုရားနှစ်ပါးတို့သည်မန်းလေးရန်နာပုံမြနန်းဆန်ကျော်နန်းတော်ကြီးမှာ ချွေကျက်ရစေတီတော်သို့အဖူးမြော်ထွက်တော်မူကြရာဖရာသူမြောက်မီလမ်းကြား၌အတန်ငယ်ပန်းပြေရက်နာစခန်းထောင်နေကြစဉ်ဝေါ်ကြီးမှုဥချုံကအောက်ပါလွမ်းချင်းတစ်ပုဒ်ကိုတမဟုတ်ချင်းဆက်ဆိုကလက်တော်ရကိုတိုင်ဆက်ကိုတိုင်ဆိုလေသည်ကနိုင်စစီက ထိုင်ကြမယ်လို့လူမိုင်တငင်ကိုမြိုင်မကို မဝင်ခင်ကတတွင်တွင်မျက်ရည်ဥငယ်နဲ့ညက်ကြီးနုတားငယ်တဲ့တနာပွဲတပင်နဲ့မှာဖြင့်ဆင်မြက်တဲ့ကျင်းခက်ရွှေကို တင်ပတ်ခွေနိုင်နိုင်ပါ ရိုင်းတရားယူတိယတွေနဲ့ငိုမဲ့သူရွှေမျက်နာကို နေဆက်ကြအလျံထိတည်နေမခန့်ချိခွေလျော့ပြန်တဲ့ကျေတော့ဟန်လဲရှာလူပြီလေတီဂရီရဲ့တီတီအတွက်မိတမီပီပီနွဲ့လို့ခြိခဲ့မနော်ညာတမိတ်ကိုဖြင့်တာပွေယူခေါ်ပါမယ်မော်မို့ဟေမဝင်မှာမြေတလွန်တင်စာလီနဲ့တင်တာကြီးတဆွေနားစီဖို့နေရပါတိရွက်ပေါ်မှာနှစ်သက်တော်မူစရာပတူနကိုကွန်းခိုချဆုံငယ် ကျွညွများဝေရိပ်စာတွင် ရွှေလိပ်ပြားကြီးကြီးလန်းတဲ့အောင်သားမေမဘဝခြေပန်းလာလို့နေညိုညိုလေးကျိုးဖြန်းခါမှမြန့်စို့ွယ်လေဤသို့လင်မြန်လာတော်ကပြညာဖြင့်တမောချင်းဆက်၍ချက်ချင်းပင်တီဆိုလျှောက်တင်လိုက်တော်ကအရှင်နှပါသဘောတော်ကြလာသည်ဖြင့်ဥထုံအားစုတော်ငွေတထောင်ချင်းမြင်လေသည်ဇကားအတုံနှုံနုဘုံရင်ဘုံစီကုံဘုံတို့မှအပြစ်ဆိုဝယ်မရှိလောက်အောင်ကောင်းလာတော်စာဖြစ်ရာကအရှင်နှပါကိုဖွဲ့ဆိုခြင်းကြောင့်သာမဟုတ် သူ့အလိုအလျောက်ပင်ငွေတထောင်မှုကအ ਨੇ ဆုံးတန်သောစာဖြစ်လေသည်။ဤသူတို့ကမြန်မာမင်းများလက်ထက်တော်ကစာစုများအားထိမြောက်ကြပုံဖြစ်လေသည်။ဤကဗျာများကိုကြည်ချင်းအပြင်ရှိအခါကကဗျာလင်ငါနှင့်ပတ်သက်၍မိတို့သဘောထားကြပုံ၊မိတို့တန်ဖိုးထားကြပုံစသည်များကိုတွေ့မြင်နိုင်ကြသည်ဖြစ်ကြ။ကလောင်သွားနှင့်ဓာသွား ပထမမြန်မာအင်ဖာရာနိုင်ငံတော်ကြီးဖြစ်သောပကံပြည်ကြီးတင်ရင်ပြည်စည်းခဲ့ဒီမှာကြာမြင့်ခဲ့ပေပြီအနောက်မစိမဒေတာအိန္ဒိယနဲ့အရှေ့တရုတ်ပြည်ကြီးတို့ကြားတတိတကြွယ်တို့ကုံသွဲကြသည့်ကန်ထုတ်ဖြေရာလောကနန္ဒာစိတ်ကံကြီးလဲပြောက်ခွဲခဲ့လေပြီပကံမင်းဆက်က လူတိုင်းဖက်ရွေမရသောပေပရပိုက်ကြောက်စာများ၌သာတီလျက်တရှိသူနေပါလာ၏တချို့ရာဇဝင်စကားလိုလိုဆက်စကားလိုလိုပြောကြသည်သို့သော လူထုကမူကားထိုသူတို့ကိုမေ့သလား သူဒီတယောက်ကောင်းဖို့ရမှု သူတယောက်မှာပြက်လင်ကာတာဓမ္မရာဤဟူသောအတန်ကိုကမြည်သူမှမမေ့သေးចောင်းသားတငယ်များပင်တိကြ၏စင်စစ်ကဘာရှိတီအန်သောမော်ကွန်းသည်ကြောက်တိုင်း၌မရှိကြောက်တောင်ကြီး၌လည်းမရှိရွှေတဝင်းဝင်းနှင့်တီထားသောရွှေပုံရွှေနှန်းကြီးများ၌လည်းမရှိမိုးစုံမိမိထိလူနည်းဖြစ်သောကွန်ကရစ်ကြောက်တိုင်ကြီးများ၌လည်းမရှိပါလွာသောစာစုတော်၏နှကန်းနှင့်ချွန်ထက်လာသောစာရေးစရာတို့၏ကလောင်များ၌သာရှိ၏ဒါသောထက်ကလောင်သောထက် ဆာဇူရုံနေ့ကိုကမကထပြု၍ကျင်းပသောဇာယိဆရာသင်ကဓာသွားထက်ကလောင်သွားထက်ဒီဟု၍ခုံယူကြသည်အိန္ဒိယပြည်၌ဖြစ်သောရာမယနာမဟာဘာရတဟုသောဇတ်တော်ကြီးနှစ်ဆောင်နှင့်မဟာဘာရတဇတ်တော်ကြီး၌ ဗန်တို့မင်းတို့နဲ့ဘာရတမင်းတို့ရှိဖြစ်ကြ၍စစ်မြေပြင်၌စစ်တပ်ကြီးနဲ့တံမျက်နှာချင်းဆိုင်၍နေကြသည်တွင်အစ်စနုမင်းသည်ယခုမျက်နှာချင်းဆိုင်လည်းနေကြသောစစ်တပ်ကြီးနဲ့တက်သည်တကယ်တိုက်ခိုက်ကြပါကလောက၌သွေးချောင်းစီလျက်ပြက်စီးခြင်းမလားပြက်စီးကြရပေတော့မည်။ငါတားမြစ်တော်ရကောင်းဤဟုချံကစစ်တပ်ကြီးနဲ့တက်အကြာမြေပြင်တွင်မမရက်လျက်ဘဝကရဂီတဟုသောကြပြကြီးကိုရွတ်ဆို၍ ပြန်ပြေစကားပြောကြလေသည်သို့သောနှစ်ဖက်သောမင်းတို့သည်နောက်သို့မဆုတ်ကမ္ဘာရာဇဝင်တွင်ယခုတိုင်မော်ကွန်တင်ရသောစစ်ပွဲကြီးကိုသွေးချောင်းစီးများတိုက်ခိုက်ကြလေသည်ဤရာဇဝင်ကိုကြည့်လင်ကလောင်သွားသည်ဓာသွားလောက်ထက်ဟန်မရှိကြသို့သောဘဝဂါတာဂီတာကဗျာကြီးသည်အချိန်နှစ်ဖြစ်လေသလောမာဘာရတာစစ်ပွဲကြီးပြီးငိမ့်ဒီမှာနှစ်ပေါင်း၄၀၀၀ကျော်၅၀၀၀ရှိခဲ့လေပြီထိုစစ်ပွဲကြီး၌ကလောင်သွားထက်ထက်ခဲ့သောဓာသွားချင်းချင်းထိခိုက်တံများသည်စိတ်ငြိမ်ခဲ့လေပြီသို့သော ဘဝကာတဂီတကငင်းပြောက်ခြင်းမရှိပေ။အိန္ဒိယပြည်ဟိန္ဒူဘာသာ၌အမျက်ဆုံးဂီတကြီးဖြစ်သည့်အပြင် အလွန်ထက်မြက်သောကြပြာကြီးဖြစ်လျက်တစ်ကမ္ဘာလုံးကိုပင်လွှမ်းမိုးနိုင်ခဲ့လေသည့်စင်စစ်ကလောင်သွားသည့်ဓာသွားထက်ထက်ယုံမြမကဓာသွားသည်စစ်ပွဲတပွဲမြလောက်သားလင်းထက်နိုင်ရာကလန်သွားမူကတကဘာလုံးကိုပင်ကြာရှည်လင်းမြင်လွှမ်းခြုံတင်ယုံ၍ဖုံးအုပ်တင်းသွင်းနိုင်သောအာနာရှိသည်မှန်ပေသည်ထို့ကြောင့်ကလန်သွားသည်ဓာသွားထက်ထက်သည်ဟုမြများကြီး ုံယူနိုင်ပေသည်ကလောင်သွားဤစုသို့သောကလောင်သွားဤစုကမြည်သူနီတခါတော့တိဘောမင်းနှင့်မိဖုရားကောင်ကြီးဖျားတို့သည်ရွှေကျက်ရက်သို့အဖူးမြော်ထွက်တော်မူရာလမ်းကြားတောဆက်တွင် ခီးပန်းလာသည်ဖြင့်စက္ကန်းထောက်ရည်နေကြ၌နောက်တော်ပါမှုတန်းတို့အားအပန်းပြေပြင်းပြေစာဆိုရမည်ဟုမိတ်တော်မှတ်တော်မူရာရွှေနာခံတော်ဝေါမူကြီးဥချုံသည်တမဟုတ်ချင်းကတိုင်းစာစီကထိုင်ကြမယ်လို့လို့အစာချီတော်လွမ်းချင်းကိုစီကုံးဆက်သားလေသည်ဤလွမ်းချင်းသည် ညမြဆဆအားထုတ်၍ရေးသားရသောစာမဟုတ်တော့လဲတထောင်တန်ဤဤလွမ်းချင်းကလေးကိုဖွင့်နေသည်ဆို၍တင်လျှောက်လိုက်သည်နှင့်အရှင်နှပါသဘောတော်ကြတော့ကြောင့်ချက်ချင်းပင်စုတော်ငွေတထောင်ချီးမြှင့်တော်မူလေသည်ရှင်မင်းနှင့်မိဖုရားကမင်းတို့လိုက်မင်းကြိုက်ဆိုပြီးတကယ်သို့တထောင်တန်သည်မတန်သည်မသိမြောက်ပင်ချင်းကြောင့်ပြစ်ပေးလိုက်သောစုငွေလောဟုဆိုရန်ရှိလေသည်တထောင်မြမကတထောင်မင်ပေးတော်လဲမပူချောင်းကိုလွမ်းချင်းကတက်တည်ခံလျက်ရှိလေသည်တီတရီငယ်တီတီတွတ်တွတ် မိတမီပီပီနဲ့လို့ခြိခဲ့မနော်ဆိုတော့အပိုက်ကလေးမှာပင် လုံဝင်းညီညွတ်အပြည့်နာစားခြင်းသောဗရန်များလုံးပလဲလုံးကလေးများကိုတွေ့တန်းတီကုံးထားတဲ့ကဲ့သို့တလုံးတလုံးပင်တထောင်တထောင်မြမကတန်လျက်ရှိပေသည်သို့သောပညာရှိတို့နှလုံးမှထွက်အပ်သောကြပြစာပင်များကို၁၀တန်းသည်၁၀တန်းသည်တထောင်တန်းသည်ဟူ၍တန်ဖိုးဖြတ်၍ရကောင်းအံ့လောအဖိုးမဖြတ်နိုင် အောက်ပါပိုက်ဆောင်ရတုကလေးကိုဝင်းကြီးပရိဒရာစာက ဆိုခဲ့ပေသည်ရေနာဇာတို့ယင်နုတော် ပိုက်ဆောင်ရတုရက်ခတ်ခိုက်တွင်မက်ရွှေရင်ဝဲအေးရွှင်ပြောင်းပြလုံရွေလှကိုလျောကြရင်ဝဲကျွတ်ရွေကြည့်မိမြင်သည်ရှိသောမချီတုံရိုက်ဟိုက်ပင်ဟာ၍စိတ်နာရည်သောမိမောအောင်ပင်ကြံဆောင်စိတ်တွင်ပြုသည်ထင်ငယ်နီစဉ်တွတ်တွတ်ပန့်ရင်ဝဲလဲရင်မြတ်ချဲသင့်တော်သည်နှင့်နှင့်ဖူးသင့်လွန်တူနုရင်မျိုးကိုကဲမိုးမောက်လှမြင်ပြန်ရာ လျက်မှတ်လိုက်ထင်ဝိညာဉ်ပင်လဲအလင်းတစောချုပ်လူမောမြဇောလဲရုပ်ကြခြောက်ချက်ကသည်တတရောက်တိုင်းမတက်နိုင်ခဲ့အဆိုင်အခဲတိမ်တိုက်ထဲကရဲရဲရောင်ဖြူတော်ရာဖြူတို့ဖြူဦးဝင်းဝါမြင်မိပါသည်ယရနာဇာရုရင်တော်နုကိုမင်းပုံညိုရွှေမြဲပါစေလောသေးမီဘေးမှကြောက်ကုန်ကြသည် လောကတန်ထွာဓမ္မရာကို တခါမင်းလထောက်ပါမှာ ထက်ဝင့်မြိုင်းရွှင်မိုင်းအောင်စင်၍ပျောက်တင်လှဆုံးလဲလုံးမြောက်လက်တပတ်ညိုရောင်ခုနှစ်တောင်လဲမြင်းအောင်မနေလျောကြေကြေသာ ထိတ်ချမင်းပြူရှိုက်လေဆိုတို့ဆိုဆိုရဲရင်ပန်းထက်စင်သည်ပွင့်သည်ခဏ ခုခုကြခဲ့ခဲလာကြည့်ရှင်ညိုစင်ဖက်ရွယ်ဤလာခဲဝဲလဲရွယ်ရဲနာဒီမာစီတို့ချင်းပါခဲ့အောင်ကြိုင်မြူးနန့်ကျူယူပါရစေရင်ရွှေဤဝါခန္ဓာမာသည် ဝအာရရမင်းစုတာဝင်ကြီးပြေသားရာဇာကြီးစာဖြစ်တော်ကြောင့်ကျွန်တို့ကကောင်းလာပါပြီသည်ဟုချီးကျူးဆက်က ရေးသားရမည်ပင်မဝင်ဖြစ်သည်သို့သောမချီကျူပဲမနေနိုင်အတိတ်ပဲကိုဖော်၍ကြည်ရန်ပင်မဆိုထားပြီးစကလုံးကလေးတစ်လုံးစီတစ်လုံးစီကိုပင်ကြည်၍မဆုံးနိုင်ဖြစ်မိ၏ငမောက်ကဲ့သို့သောဗရများကြောင့်ရဲနာကိုတွေ့ရသူသည်ကံ၍မကြည်ဝင်ပဲမျက်တော်မခန့်ငေး၌စူးဆိုင်နေမိတကယ်သို့သာရှိပေသည်သို့သောထိုရုပ်ပိုက်ဆောင်ကလေးကိုရေးသည်ဖြင့်ဝင်ကြီးပရိဒါရာဇာအားမြေသူတူတယောက်ကမှရွှေရင်းကားတပြားပေကံချင်းမြင့်သူဟုမကြမီဖတ်တမ်းမှတ်ချက်မတွေ့ရပေတပြားမှမရသောထိုစားသည်တံမ ုံးမရှိရပေလားဟုဆိုပဲရှိစင်စင်အားဖြင့်ကအဖို့မပြတ်နိုင်ပေမိသူကမှအဖို့ဖြတ်ပြီးလင်တထောင်တထောင်ပေး၍ဘူပိုင်ပြုလုပ်နိုင်သောအစာမျိုးမဟုတ်ထို့နောက်အောက်ပါတန်ချိုတို့ကိုတွေ့ဘူးသေး၏သမာဓိငယ်ပါဇာတိငယ်ရဲ့နာဘုံမှပဋ္ဌာပြာမုံအပြန်ကိုလခြွေတန့်ကဆက်တော်မြန်းကဲစခန်းတော်မချူချလို့ယူဇနာနှစ်ပြန်ရောက်ပြီးပနန်းနေညောက်တာကိဝင်ညာစင်းလိုပါအင်ဂျင်ငယ်မြန်မြန်ဝင်နဲ့ ကြံကြံဝေဝနာရေးမာလာတာစိတ်တော်ရှင်ပါစေလို့ခင်တာရှိဟုရှိယိုးငယ်ကရွှေကျိုးငယ်မောင်းနှံစုံတို့တောင်တန်ဟုံခံခါရိုက်ပါလို့တာလိုက်ရန်တန်ဆင်ကြွေးရှာကြအေးများများပဲမိန်အပြောင်းချိန်ကောင်းငယ်ခါတမြန်ကဝါကြံကြံရွက်အဟောင်းငယ်တို့တန်ညောင်းငါဘူးရွေကိုလာချူပွေငယ်ဝါရော်တုတ်တော်ခါညာပြုတ်စဉ်ဇံရင်ကြစေမှုမြင်ရလေဒီကနိုင်ဖြင့်မစီနိုင် ညိုလျော်နွမ်းတော်ကြောင့်မဟီပိုင်ကိုတော်ကျွမ်းရှာလေလွမ်းစိန်နဲ့ဆမ်းမွှင်မြင်မြင်လှဖျားတော်ထွန်မာလာဇောညုကမနတိကြုံလို့မတီမုံကျင်သူမိငယ်ကြောင့်ဒီရကုံခန္ဓာကိုငယ်ကလမ်းငွေတော်တဖျားဖျားပအခါခါရှင်မတပါနဲ့ကွာလှပောင်ရက်ကလေးပါဖျားတက်ပေးသူဟုခင်ဗျာကလည်းပူဖျားပါကိုတော့တွက်ခဲ့ကြောင့် ချုံမသာညိုလျော်ရက်ကန်နဲ့မျော်ရက်တွေအပုံကျွမ်းရှာလိုက်ဖော်ဆက်ပြေရကုံစွန်းစီကဖရလွန်းဖြေလိုလားဝေါ်ကြီးမှုဥချုံလွန်းခြင်းကပြားလေးမှာတပေါင်းမြ မကတန်တော်လဲစုတော်ငွေတထောင်ရသည်ဤဝင်ကြီးပရိဒါရာဇာဤယရုပိုက်ဆုံးမှာစုတော်ငွေတစုံတရာရသည်ဟုမသိရတော်လဲဝင်ကြီးပရိဒါရာဇာရေးသည်ဟုလိမ့်စာအမှတ်သားရှိသည်ဤအထက်ပါတန်ချိုကိုမူကားမိသူမိဝါရေးသည်ဟု၍ပင်မသိရခြင်းတိုလီမိုလီမှတ်သားထားသောလွာချင်းပရပိုက်ကလေးတွင်ကန့်ကူဇန်နှင့်ရေးသားမှတ်ထားသည်ကိုသာမတိမချတွေ့ရ၏မူမြပင်ကောင်းကောင်းမရ မန်းစာကကူးရီထားရဤသို့သောထိုကန့်ကူစံမှုံမှုံကလေးတဲ့ကပင်လက်တံပြောင်းလာသောဆိုင်းစရာဤတီလုံးတန်ကဲ့သို့၎င်းဆုတ်ချက်ကောင်းမသော ပကြီးစရာဤစီးရဲကားကဲ့သို့၎င်းနုလာသောသဘောကလေးများသည်တဝင်းဝင်းတလက်လက်ထင်ရှားစွာပေါ်ထွက်လျက်ရှိပေသည်စာသွားစာလာအုံနှူးများကိုကြည်ရခြင်းအားဖြင့်မန္တလေးခေတီပြားနှစ်ပါလက်ထက်တွင်ထင်ရှားခဲ့သောရုပ်ဆောင်စင်တော်ကြီးစရာဥညံကျဲဥကျော်လာတို့၏လက်ရာဖြစ်သည်ဟုခံမရ၏သို့သောမြေသူစာဖြစ်မည်ကိုကမသိရတော့ကြည် ။စာရေးဆရာသည်ကုန်တယ်မဟုတ်။ဤသို့မတိရသဖြင့်ရေးဆက်ခဲ့သောဆရာမှာအချီနီဖြစ်လျော့သလားဟုတွေးဝယ်ရှိ၏။လူလောက၌မိမဲ့ဗမဲ့သားကလေးများရှိတဲ့ကဲ့သို့စာပေလောက၌လည်းမိမဲ့ဗမဲ့သားကလေးများရှိကြ၏မိဗမဲ့သားကလေးများမှထွန်းထွန်းပပပုံကိုယ်သူများပေါ်ထွက်တဲ့ကဲ့သို့မိမဲ့ဗမဲ့သားကလေးများမှလည်းစိန်ကဲဗရမများကဲများကဲ့သို့တရွဲ့ရွဲ့တောက်ပါထင်ကြသောကြပြကလေးများလည်းရှိတတ်ပေသည်စာသည်ကုံစီပစ္စည်းမဟုတ် စာရေးဆရာတွေလည်းအကုန်တည်းမဟုတ်ထို့ကြောင့်စာရေးဆရာစာဆိုတော်တို့သည်မိမိတို့စာများကိုတန်ဖို့မတတ်မှတ်ခဲ့ကြတစိမ့်မဆွဲခဲ့ကြကြည် မြင့်နေတကောင်မှောင်မိုက်ထဲ၌သွားတော်ခီးတဲ့သည်နောက်နောက်ခီးသွားတော်မြင်ပါစေတော့ဟုလမ်းဘေးတွင်မိပုံရေရှုတ်ထားခဲ့ကြတဲ့ကဲ့သို့ဇာယိဆရာစာစုတော်တို့သည်လည်းနောက်နောက်သောလူတို့သည်မိမိတို့၌မြင်သည်တို့ကိုမြင်ပါစေတော့ဟု၍ဖွဲ့ဆိုထားခဲ့ခြင်းဖြစ်ပေသည်မြင့်ညာ၌နေတော်သူသည်မြင့်အောင်၌နေသူတို့မြင်ပါစေတော့ဟုမိပောင်ကလေးများဖွဲ့၍ရရင်ကြောတွင် မျှောချလိုက်တဲ့ကဲ့သို့ဇာယိဆရာစာစုတော်တို့သည်လည်းစာကလေးကြပြာကလေးများကိုစီကုံးဖွဲ့ဆို၍လူဘဝရရင်ကြော၌ မျောခဲ့ကြသူများဖြစ်ကြပေသည်စာဆိုတော်တို့ကိုစွန့်ပြေး၍မထားသင့်သို့သော စာဆိုတော်စာရေးဆရာတို့သည်အစာမစားဘဲမနေနိုင်အဝတ်မဝတ်ဘဲမနေနိုင်တပါးသူတို့ကဲ့သို့ပင်ဝန်ကြားမှုနှင့်မကင်းကြသူများဖြစ်ကြပေသည်ရှေးခေတ်ကမင်းအေဂရီတိုကချီးမြှင့်ခဲ့၍ယခုခေတ်တွင်လူထုကချီးမြှင့်ကြ၏ပြိုကောင်မှုကကိစ္စမရှိပေဥသောအခါခက်ကြရကြသည်ကျွန်ုပ်တို့လက်ထက်တွင်ပင်နှစ်ပေါင်း340လူထုအမှုကိုထမ်းခဲ့ကြပြီးနောက်အိုစင်းရဲစင်းရဲကြသော ဆရာကြီးတစ်ပါးနှစ်ပါးစသည်တို့ကိုကြုံတွေ့ခဲ့ရဘူးသည်လူဘွားကိုစွန့်ခွာ၍သွားကြရသည်မှာပင်အရက်ကောင်း၍သာအလောင်းလှကြရပေသည်ကုံတဲတတိများမှာဦးစာမင်းစာစုဆောင်ပြီးအသိရှိကြ၏ဇိုးရမှုတန်းများမှာဦးစာမင်းစာလာကရိတ်ခါရကြ၏ဇာယေးစရာစာစုတော်များသည်လည်းနိုင်ငံမှုတန်းများဖြစ်ကြပါလျက်၎င်းတို့တိုက်ကြမှသာဦးစာမင်းစာဟုရင်မရှိသည်မှမသိလျော်သောအချက်ဖြစ်ပေသည် တမ်းပြည်ကစွန့်ပြေးရမထအပ်ချေအင်္ဂလန်စသောတိုင်းကြီးပြည်ကြီးများ၌ပညာရှိစာဆိုတော်တို့အားတိုင်းကျိုးပြည်ကျိုးမြို့သားကျိုးကိုစာမျက်သူများဖြစ်သည့်အလျောက်စွန့်ပြေးရမထကြချေအသင်းအဖွဲ့များကဖြစ်စေအစိုးရကဖြစ်စေဦးနာစာရန်ပုံငွေများထား၍ဦးနာစာရိတ်ခါများကိုထောက်ပံ့ထားကြပေသည်ကျွန်ုပ်တို့သည်လည်းကျွန်ုပ်တို့၏စာဆိုတော်များကိုပြည့်ဝမထားဘဲစာဆိုဝိုင်းညနေပိုင်းနေညိုချိန်တွင်ချမ်းချမ်းသာသာရှိကြရအောင်စီမံဖန်တီးပေးဖို့အသင့်ပေပြီးဖြစ်ပါချောင်း နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မဒုတာပါ။